ကျွန်တော်တို့နေတိုင်းစားတောက်နေတဲ့အစားအစာတွေကခန္ဓာကိုယ်ကိုဘယ်လိုမျိုးသိရောက်မှုရှိလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့အစားအသောက်ထဲမှာမရှိမဖြစ်လိုအပ်ပေမဲ့လူတော်တော်များများအထင်မှားနေတတ်တဲ့ကာဘိုဟိုက်ဒရိတ်ဒါမှမဟုတ်ကဆီဓာတ်တွေအကြောင်းကိုပြောခဲ့သွားမှာဖြစ်ပါတယ်အလုံးမဲ့ဒီလိုမျိုးဂျုံဘူးကြမှာပါနေ့လယ်စားကောင်းကောင်းစားပြီးလို့ကနာရီလောက်ပဲရှိသေးတယ်ရွတ်တရအကုန်တယ်လို့ဖြစ်ပြီးအိမ်ငိုက်လာတယ်အလုံးမှလည်းအာရုံစိုက်လို့မရတော့ဘူးပြီးတော့ဖိုက်ကလည်းဖြန်းစားလာတယ်လို့လို့ဖြစ်လာတာမျိုးပေါ့ mm အဲ့လိုနေလေခဲမှာအားကုန်ပြီးထိုင်းမိုင်းသွားရရဲ့အဖြေကကျွန်တော်တို့စားလိုက်တဲ့ကာဘိုဟိုက်ဒရိတ်တွေထဲမှာရှိနေတတ်ပါတယ်။ဘာလို့လဲဆိုတော့လ ీల မှုတွေရကာဘိုဟိုက်ဒရိတ်ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အဓိကစွမ်းအင်ပေးတဲ့လောင်စာရည်မြစ်ထိနေလို့ပါပဲ။ဆိုတော့ကာဘိုဟိုက်ဒရိတ်ဆိုတာကပါလေသူက အပင်အခြေခံအစားအစာတွေဖြစ်တဲ့ဆန်တို့ဂျုံတို့အာလူတို့ပြီးတော့တစ်သီးဝက်လံတွေမှာတွေ့ရတဲ့အာဟာရဓာတ်တစ်မျိုးပါ။ခန္ဓာကိုယ်က ဒါတွေကို glucose တကြားတာဖြစ်ပြောင်းလဲပြီးကျွန်တော်တို့ရဲ့ cell တွေအတွက်စွမ်းရင်အဖြစ်အသုံးပြုတာပေါ့ကဲဒီမှာတင်အရေးကြီးတဲ့အချက်တစ်ခုရှိလာပါပြီ carbohydrate မှန်တမျှအတူတူပဲလို့ထင်ရတော့မားသွားပါမယ်တကယ်တော့အခုလေ့လာမှုကထောက်ပြတဲ့အဓိကအချက်က carbohydrate မှာအရန်ကိုကွဲပြားတဲ့အမျိုးအစားနှမျိုးရှိနေတယ်ဆိုတာပါပဲ ဟုတ်ပါတယ်တစ်ဖက်မှာရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်ရှိပြီးနောက်တစ်ဖက်မှာတော့ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်ဆိုပြီးရှိပါတယ်တစ်ခုကမီးပွားလို့ဟုံးကနေတောက်ပြီးငင်းသွားတာမျိုးနောက်တစ်ခုကတော့မီးခက်လို့ဖြည်းဖြည်းနဲ့မမှန်ဆိုင်ရင်ပြတာမျိုးပေါ့သူတို့နှစ်ခုဘလို့ကွာချားလဲဆိုတော့ကိုကြည့်လိုက်ကြရအောင်ကဲပထမဆုံးအရင်ကရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်ရဲ့အကြောင်းအရင်ပြောကြရအောင်သူတို့ကတော့အမြန်ရတဲ့ဆိုင်ရင်လို့ပြောလို့ရပါတယ်သူနာမည်အတိုင်းပါပဲသူတို့ရဲ့တကြဖွဲ့စည်းပုံက အရန်ရိုးရှင်းတော့ ခန္ဓာကိုယ်ထဲရောက်တာနဲ့လွယ်လွယ်ကူကူနဲ့အမြန်ဆုံးခြေဖြတ်ပြီးစွမ်းအင်အချစ်ဖျံလဲပစ်လိုက်ပါတယ်။အဲ့ဒီတော့ဘာဆက်ဖြစ်လဲဆိုတော့အားလုံးကြုံဘူးတဲ့တန်တရာလယ်မှုတစ်ခုဖြစ်လာတာပေါ့။စားလိုက်ကနဲ့စွမ်းအင်တွေကဟုန်ကနေတက်လာတယ်။ဒါပေမဲ့ခနာလေးပဲ။ပြီးတာနဲ့စွမ်းအင်တွေကအမြန်ဖြင့်ကျသွားပြီးပိုက်ကချက်ချင်းဖြင့်စားလာရော။ဒါပေမဲ့တကယ်တတိထားမဲ့အချက်ကသူ့ရဲ့အာဟာရတန်ဖိုးပါပဲ။ ဒီလိုအစားအစာတွေမှာဗီတာမင်တို့သတ္တုဓာတ်တို့အမြင်ဓာတ်တို့ကအတော်လေးနည်းတယ်။တချို့ဆိုလုံးဝနှိပါမပါဝင်တာကိုတွေ့ရမှာပါ။ဆိုတော့ဘလို့အစားအစာတွေမှာဒီယိုရှင်းနဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်နေလဲ။လိလာမှုမှာဖော်ပြထားတာမှာတော့ကျွန်တော်တို့နေတိုင်းလုံးလုံးမြင်တွေ့နေရတဲ့တန့်စင်ထားတဲ့တခြားတွေအချိုရည်တွေဆိုတာတွေကိတ်မုန့်နဲ့တခြားပြုပြင်ထားတဲ့အချိုစာတွေအကုန်လုံးပါပဲ။ ကဲရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်တွေအကြောင်းတီးထွားပြီဆိုတော့အခုသူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်တွေအကြောင်းကိုကြည့်လိုက်အောင်သူတို့ကတော့ဖြည်းဖြည်းနဲ့မှန်မှန်တည်ငြိမ်တဲ့စွမ်းရင်ကိုပေးတဲ့လောင်စာအရင်မြစ်တွေပေါ့သူတို့ရဲ့ဖွဲ့စည်းပုံကရှေးရတဲ့ကွင်းဆက်တွေလို့ရှုပ်ချွေးတော့ခန္ဓာကိုယ်ကခြေဖြတ်ဖို့အတွက်အချိန်ပိုယူရတယ်အလို့ပိုလောက်ရပါတယ်တတုံးတတုံးကိုမီးရှုပ်ရင်ဖြည်းဖြည်းနဲ့အကြာကြီးလုံကျွမ်းတယ်လို့မျိုးပေါ့အကျိုးဆက်ကတော့ရှင်းပါတယ် စွိုင်းရုံကိုတဖြည်းဖြည်းနဲ့အချိန်ကြာကြာထုတ်လပ်ပေးတဲ့အတွက်ဘိုက်ပီတင်းနေပြီးအချိန်ကြာကြာအာယုံဆိုင်နိုင်စေပါတယ်။နေ့လယ်ခင်းမှာထိုင်းမိုင်းသွားတာမျိုးမဖြစ်တော့ဘူးပေါ့။ပြီးတော့ဒါအရေးကြီးဆုံးပါပဲ။ရှုံထွေးတဲ့ကာဘိုဟိုက်ဒရိတ်တွေမှာခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်သန့်သူသတ်နဲ့အထူးသဖြင့်အမြင်သက်တီကျဲဝစွာပါဝင်ပါတယ်။ဒါတွေကကျန်းမာရေးကိုအထောက်အကူပြုပြီးရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ကောင်းပါပြီ။ဥပမာအဒီနဲ့ပြောရရင် စံလုံးညို့တို့ဂျုံချမ်းပေါင်မုံတို့ပဲမျိုးမျိုးပြီးတော့ပန်းကော်ပီတို့ကိုကန်ဆုံးဥလိုလိုဟင်းဒီရွက်တဲ့တတိအစုံတွေကရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်တွေရဲ့အကောင်ဆုံးအင်းရင်းမြစ်တွေပါပဲဒီချက်လက်တွေအကောင်လုံးကိုတီးပြီဆိုတော့ကျဲမရွတ်တဲ့အကောင်ဆုံးခိမဲ့ရွေးချယ်မှုတစ်ခုကိုဘယ်လိုလုပ်ကြမလဲကဲဒီစရာလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ယိုရှိနဲ့ကာဘိုဟိုက်ဒရိတ်နဲ့ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်ကြားကအဓိကကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းနှိုင်းရှင်းပြထားပါတယ် ဘဲဟာကစွမ်းအင်ကိုအချာကြီးထိန်းထားနိုင်ပြီးအာဟာရတန်ဖိုးပူများလဲဆိုတာသိတာပါတယ်။ဒီအောင်နောက်ဆုံးအကြံပေးချက်ကတော့ရှင်းရှင်းလေးပါပဲ။ကျန်းမာရေးနဲ့ညီညိုတဲ့စားသောက်မှုပုံစံအတွက်ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုအဓိကထားရွေးချယ်စားသုံးပြီးရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုတော့တက်နိုင်သလောက်ကန့်သက်စားသုံးဖို့ပါပဲ။ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့ပန်းခန့်ထဲမှာဘလို့ကာဘိုဟိုက်ဒရိတ်အမျိုးအစားတွေကိုထည့်သွင်းစားသုံးနေလဲဆိုတာကိုပြန်လည်စမ်းစစ်ကြည့်ဖို့လိုအပ်လာပါပြီ။ ဒီရွေးချက်မှုလေးတစ်ခုကကိုယ့်ရဲ့တနေ့တာလုံးရဲ့စွမ်းအင်နဲ့ဇမောက်ရဲ့အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုထည့်လာနိုင်ပါပဲ။